ဟာလလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ရာဇဝင်ကျောက်ဒုတိယဆောင်အခန်းကြီး1ကိုသွားမယ်ဆိုတော့ပြီးခဲ့တဲ့အပတ်ကတော့ရာဇဝင်ကျောက်ဒုတိယဆောင်အခန်းကြီး1မျက်နာထောက်တော်ဖခင်အဲ့ဒါဝင်ငှခဲ့ပြီဆိုတော့ဒီနေ့ကတော့အခန်းကြီး1စိတ်နှလုံးခံယူချက်ဒီနေ့ဝိညာဉ်ရေးရမှာရှောလမုန်ဘယ်လိုခံယူလဲဖခင်သခင်လူတွေဘယ်လိုခံယူချက်ရှိလဲဒါအရေးကြီးတယ်နော်ခံယူချက်မရှိရင်ဝိညာဉ်ရေးရတော့ဘယ်လိုလုပ်လို့မရဘူး ဘလို့ခံယူချက်ပေါ်မှာဖရာကောင်းကြီးပေးတယ်။ဟာငါတို့မှုတော်ဆောင်တာကောင်းကြီးမဖြစ်ပါလားငါတို့ကဖရာသခင်နဲ့တွေ့တာမင်္ဂလာမဖြစ်ပါလားတချို့အများကြီးမေးခွန်းရှိတယ်။ကိုဘလို့ခံယူချက်ရှိတယ်။ဒါအရေးကြီးတယ်။ဟုတ်လားဒါဒီနေ့စဉ်းလုံးခံယူချက်နဲ့ပတ်သက်ပြီးတော့ဝင်ငှမယ်ခဏဆုတောင်းမယ်။အဖာကိုတော့ကိုယေရှုတင်တယ်။ကိုတော်ရှင်ဖရာနှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့တက်တော်ကိုတိဆောက်ပေးပါအဖာ။ယေရှုပြုပေးပါတကယ်ပဲကိုတော့ကောင်းမြတ်တယ်ဆိုတော့ဝန်ခံပါတယ်အတ္တတာတိတိကိုစက်ကတ်တယ်ဖေဟာ တော့ကျေးဇူးတော်ကိုတော်လောင်းပေးပါဝိညာဉ်တော်ဒီမဆပါစောင့်မပါဘုရားရှင်ကျေးဇူးပြုပါဖခတော့ဘုန်းတော်ကိုထင်ရှားစေပါလက်တော်နဲ့တကိုးတော်နဲ့ပို့ဆောင်ပါကြီးသောအမှုကိုဘုရားရှင်ပြုပေးပါဟာလလုယနာမတော်ချီးမွမ်းပါ၏နာမတော်ကောင်းကြီးပေးပါ၏တတမြတ်ကိုအနန္တနဲ့ဖာကိုတော့ကျေးဇူးပြုပါမိကြောင်းဆုတောင်းပါတယ်ကိုကိုချီးမွမ်းတဲ့သခင်ကြီးရှုနာမ၌ယူသေးစွာဆုတောင်းပြီးအနန္တပါတယ်ဖခဗျာအာမင်အာမင် ဆိုတော့ဒါဝိရဲ့သားရှောလမုန်သူ့အချိန်မှာသူ့ရဲ့စိတ်ကဘလို့ခံယူချက်ရှိလဲဖခင်နဲ့ပတ်သက်ဒါလေးကိုလေ့လာမယ်ရာဇကျုပ်ဒုတိယဆောင်ခန်းကြီးနှစ်အပိုင်ငယ်၁ကိုကျွန်တော်ဖတ်မယ်ရှောလမုန်သည်ထာဝရဘုရား၏နာမတော်အဖို့အင်္ဂုလကောင်နန်းတော်လကောင်တိဆောက်ခြင်းကအကြံရှိ၍ဆိုတော့အခုသူရှောလမုန်ကဘာစဉ်းစားပြီလဲဆိုသူစောက်မယ်ဟာနှစ်ခုရေးထားတယ်အင်္ဂုလကောင်နန်းတော်ကိုလကောင်စောက် နခုနော်အိမ်ဆောက်မယ်နန်းတော်ဆောက်မယ်ဒါပေမဲ့အိမ်ဆောက်မယ်နန်းတော်ဆောက်မယ်လို့ तू စဉ်းစားတဲ့အခါမှာအဲ့ဒီမှာတင်မတန်လှတဲ့စကားလုံးရှိတယ်ဘာဖို့ဆောက်မှာလဲသာဝရဘုရားဤနာမတော်အဖို့သူ့နာမည်အတွက်လားနာမတော်အတွက်လားအဲ့ဒါအရေးကြီးတယ်နော်ဒီနေ့အမှုတော်ဆောင်ပြပြယုံကြည်သူပြပြကိုယ့်နာမည်အတွက်လုပ်နေတာတခုရှိတယ်ဖယားသခင်ရဲ့နာမအတွက်လုပ်တာတခုရှိတယ်မတူးနော်အခုတော့မှရှောလမုန်ကဘာအတွက်လဲ ဖယားရဲ့နာမအတွက် तू လုံမယ် तू စပြီးကြံစီပြီ तू ဘာမလုပ်ဘူးလဲသူ့နာမည်အတွက် तू မလုပ်ဘူး तू ဘာလုပ်မလဲဖယားနာမအတွက် तू လုပ်ဖို့ကြံစီတယ်အဲဒါကြောင့်မလို့ဒါအရေးကြီးတယ်ကဲဒါဆိုနာမတော်အဖို့ तू လုံမဲ့အရာတွေကဘာတွေလဲအခါကြီးနေအပိုင်ငယ်၄ကျွန်တော်ဖတ်မယ်ဣသရေလအမျိုးသည်အစဉ်ကြည့်ရသောတရားအတိုင်းဖယားကိရှိမှနန်းတာပေါင်းကိုမိရှုခြင်းက၎င်း နံပါတ်၁ပါလေနန်းတာပေါင်းကိုမီးရှို့ဖို့သူစီစဉ်နေရှောလမောကတော့ဖယားသခင်ရှေ့မှာနန်းတာပေါင်းကိုမီးရှို့ဖို့စီစဉ်နေတိစပ်ဖတ်မယ်ရှေ့တော်မုတ်ကိုအစင်တင်ခြင်းကလည်းကောင်းရှေ့တော်မုတ်တင်မယ်နန်းတာပေါင်းမီးရှို့ဖို့စီစဉ်နေရှေ့တော်မုတ်တင်ဖို့စီစဉ်နေနံပါတ်၃ညာဦးနက်နက်ဥပုံနေလာဇန်နေငါတို့ဖရာသခင်ထောက်တာဖရာကြီးဓမ္မပွဲနေ၌ မိရှုရရစ်ကို ပူဇော်ခြင်းက၎င်းအဲ့ဒီမှာကြည့်နော်ညာဦးနနက်ဥပုံနေလာဇန်နေဓမ္မပွဲတွေမှာမိရှုရရစ်ပူဇော်ဖို့သူစီစဉ်တယ်သုံးခုရှိသွားပြီနော်ကြည့်နော်နတ်တာပေါင်းမိရှုဖို့စီစဉ်တယ်ရှေ့တော်မုတ်အစင်တင်ဖို့စီစဉ်တယ်ပြီးမှညာဦးနနက်ဥပုံနေလာဇန်နေဓမ္မပွဲနေတွေမှာ မိရှုရာရပူဇော်ဖို့သူစီစဉ်တယ်။နောက်တစ်ချက်ဆက်ဖက်မယ်။ငါဤဖျားသခင်ထာဝရဘုရားဤနာမတော်အဖို့အိမ်တော်ကိုတိဆောက်ရပူဇော်ရမည်။ဖျားသခင်ရဲ့အိမ်ဆောက်ခြင်းပြောချင်တာကဖျားသခင်မနေပါဘူး။တို့တော့သူ့ရဲ့ကောင်းချက်ကပါလေ။နာမတော်အဖို့အိမ်ဆောက်မယ်။အိမ်ဆောက်ပြီးမှဒီနေရာတွေကိုပူဇော်မယ်။ဖြစ်ကလစ်စမပူဇော်ဘူး။ကြုံတယ်လို့မပူဇော်ဘူး။ သူကပူဇော်စရာ၃မျိုးပုံမှာရေးထားတယ်အဲ့ဒါပူဇော်ဖို့အတွက်သူဘာလုပ်လဲအိမ်တော်ကိုစောက်မယ်အဲ့ဒီအိမ်တော်ကဖယားနာမဘူးဖြစ်တယ်အိမ်တော်စောက်တာဒီတိုင်းရိုးရိုးမဟုတ်ဘူးသူမှရည်ရွယ်ချက်ရှိတယ်ဘာလို့ဖို့စောက်တာလဲဖယားနဲ့ပတ်သက်ရင်သူပူဇော်စရာတွေရှိတယ်ဒီနေ့လူတွေကဖယားနဲ့ဖယားနာမနဲ့လောက်တာတော့ရှိတယ်ဒါပေမဲ့ဘာရည်ရွယ်ချက်နဲ့လောက်တာလဲဒါအရေးကြီးတယ်နော်ရှောလမုန်ကလည်းနာမတော်ဖို့အိမ်စောက်တယ်ဟုတ်ပြီဒါပေမဲ့အဲ့မှာဘာလုပ်မှာလဲတချို့ဖယားကြောင့်စောက်တယ်ဘာလုပ်မှာလဲ တချို့အသင်းတော်လုတ်တယ်ဘာလုတ်မှလဲအဲ့ဒါအဲ့ဒါအရေးကြီးတယ်နော်အခုရှောလမုန်လုတ်တော်အရာ၄ခုနောက်ဆုံးတစ်ခုကနာမတော်အဖို့ဒီလုတ်တာနံပါတ်၁ကဘာလုတ်လဲနတ်တပေါင်းမိရှုဖို့နံပါတ်၂ကရှေ့တော်မုတ်အစ်စ်တေဖို့နံပါတ်၃ကညာဦးနနဲ့ဥပုံနေလာဇန်းနေဓမ္မပွဲနေမှာမိရှုရာရစ်ကိုပူဇော်ဖို့သူလုပ်တယ်အဲ့ဒါအာလုံးတွေအိမ်တော်ကိုစောက်ခြင်းဖြစ်တယ် တွားဖို့စောက်တာမဟုတ်ဘူးနာမည်ရဖို့စောက်တာမဟုတ်ဘူးဖယားသခင်နာမဖို့စောက်တာစောက်ပြီးအဲ့ဒီမှာလှုပ်เสียအလုပ်တွေရှိတယ်အဲ့ဒါဘာလို့လဲဖယားသခင်နှစ်သက်တဲ့အလုပ်ကိုလုပ်ဖို့ဖြစ်တယ်ကိုလှုပ်ချင်တာလှုပ်ဖို့မဟုတ်ဘူးဖယားသခင်နှစ်သက်တဲ့အလုပ်ကိုလှုပ်ဖို့ဖြစ်တယ်။ကဲကောင်းပြီဖယားနာမဖို့အိမ်ဆောက်မယ်ဆိုရင်ရှောလုံးဘယ်လိုဆောက်မလဲ။သူဘယ်လိုခံယူချက်နဲ့ဆောက်မလဲ။ကြည့်အောင်အပိုက်ငင်ငါ။သူဘယ်လိုခံယူချက်နဲ့ဆောက်။ငါတိဆောက်ရတော့အိမ်တော်ဒီကြီးရမည်။ဟာလေလုယာ။ ဖယားခင်နာမဖို့သူတိဆောက်မဲ့အိမ်တော့ဘာဖြစ်ရမလဲကြီးရမယ်ကြီးရမယ်ကြီးရမယ်ဘာဖြစ်လို့ကြီးရမှာတော့စက်ဖတ်မယ်အငငယ်ငားမှာငါတို့ဖယားသခင်ဒီဖယားတကာတို့တဲ့ကြီးမြတ်တော်မူ၏ဟာလေလုယာငါတို့ဖယားသခင်ဒီဖယားတကာတို့တဲ့ကြီးမြတ်တော်မူ၏ဟေးဖယားတကာတဲ့ကြီးမြတ်တဲ့ဖယားအဲ့ဒီဖယားတို့အိမ်တော်ဆောက်တာအကြီးကြီးဆောက်မယ်ဒါသူရဲ့ခံယူချက်ပဲဒါသူရဲ့ခံယူချက် ကြီးရမယ်ထက်တောင်မှပို့ပြီးနောက်ပိုင်းခံယူချက်ကထပ်ပြီးတော့ပို့ပြီးတော့မှနော်ပြည့်စုံလာတယ်အပိုက်ငယ်ကိုကျွန်တော်ဖတ်တစ်သားအများကို ပြင်ဆင်ခြင်းကငါကျွန်တို့သည်မင်းကြီးကျွန်တို့နဲ့ဝိုင်း၍လောက်ကန်ရကြလိမ့်မည်ငါတိဆောက်ရသောအိမ်တော်သည်အလွန်ကြီး၍အံ့ဩပွေအိမ်ဖြစ်ရမည်အလွန်ကြီး၍ကြီးတာမဟုတ်ပါလေအလွန်ကြီး ဒါသူရဲ့ခံယူချက်ပဲငါစောက်မဲ့အိမ်ဟာဖရာသခင်ဖို့ငါဖရာကကြီးမြတ်တဲ့ဖရာဒါကြောင့်ငါစောက်တဲ့အိမ်ကဘာလဲအလွန်ကြီးရမယ်နောက်တစ်ချက်အောဘွယ်ဖြစ်ရမယ်အဲဒါရှောလမုန်ရဲ့ခံယူချက်ဖြစ်တယ်ဆိုတော့ဒီဘယင်ရှောလမုန်ကဖရာနဲ့ပတ်သက်ရင်ခံယူချက်စိတ်ကောင်းသောသူဖြစ်တယ်နော်ခံယူချက်ကောင်းတယ်နော်အိမ်စောက်မယ်ဘာလို့ဖို့လဲ နတ်သားပေါင်းမိရှို့ဖို့ဘာလို့ဖို့လဲရှေ့တော်မဟုတ်ကိုအစင်တင်ဖို့ဘာလို့ဖို့လဲညာဦးနနဲ့ဥပုံနေလာဇန်းနေဓမ္မပွဲတဲ့နေ့မှာမိရှို့ရရစ်ကို ပူဇော်ဖို့အဲ့တွက်အိမ်ဆောက်မှာကြည်စမ်းသူလှုပ်တဲ့အရာတွေသူ့နာမည်အတွက်မလှုပ်ဘူးနာမတော်အတွက်လှုပ်တာသူ့ရဲ့အကြံစီကတိတ်ကောင်းနေနော်သူ့ ဖယားနဲ့ပတ်သက်ရင် तू စောက်တဲ့အရာကြီးရမယ်ဘာလို့လဲ तू ဖယားကြီးတယ်ဒါကြောင့် तू စောက်တဲ့အရာဘာလဲအလွန်ကြီးပြီးမှအံ့ဩပွေဖြစ်ရမယ်အင်မတန်မှကောင်းတဲ့ခံယူချက်ဖြစ်တယ်နော်အဲ့တော့ဒီနေ့ကို့ဖယားကဘလို့ဖယားလဲဆိုတာကိုသိဖို့လိုတယ်ရှောလမုသိတယ် तू ကိုးကွယ်တဲ့ဖယားဘလို့ဖယားလဲကြီးမြတ်သောဖယားဖြစ်တယ်ဖယားအတွက်ဘလို့လောက်ရမလဲ तू သိတယ်အကောင်းဆုံးလောက်ရမယ် သူကိုးကွယ်တဲ့ဖရာဘလို့ဖရာလဲကြီးမြတ်တော်ဖရာဘလို့လို့ရမလဲအကောင်းဆုံးပဲလို့ရမယ်သူသိတယ်ဘာစိတ်ကူလဲအကောင်းဆုံးလို့ဖို့ပဲစိတ်ကူတယ်အကောင်းဆုံးလို့ဖို့ပဲခံယူချက်ထားတယ်ဖြစ်တယ်လို့လုံးဝမလို့ဘူးဝိညာဉ်ကြီးရနော်ဝိညာဉ်ကြီးရနော်ချက်တော်ညီကောင်မောင်တို့မဒီနေ့ကျွန်တော်ဖရာရှိခိုးတယ်အာအိမ်ထဲမှာဆိုရင်ဖြစ်တယ်လို့ပဲဖရာကြောင်းရောက်မှတေချာလောက်တာလူနေရင်ဖြစ်တယ်လို့ပဲလူများမှတေချာပြန်လောက်တာဖရာရှိခိုးရင်ရိုးရိုးပဲပွဲလို့မှတေချာလောက်တာမဟုတ်ဘူးနော်အဲ့လိုမဖြစ်ရဘူး ဒီဖယားကိုပဲကိုးကွယ်တာဒီဖယားကိုပဲချီးမြှောက်တာတိချာလောက်ရမယ်နော်အကောင်းဆုံးလုပ်မယ်ဆိုတဲ့ခံယူချက်ရှိဖို့လိုတယ်အဲ့ဒီစိတ်နှလုံးပေါ်မှာကြည်ပြီးမှဖယားကကောက်ကြည့်ပေးတာရှောလမုန်ကိုဒီလောက်ကျေစုပြုတော့ဘာလို့လဲရှောလမုန်ရဲ့ခံယူချက်ကိုကြည်လေသူရဲ့စိတ်နှလုံးကိုကြည်ဖယားကိုပဲသူရွေးချယ်တယ်နော်ဒါကြောင့်ဖယားကလည်းသူ့ကိုဘာလို့ကလဲရွေးချယ်ပြီးကျေစုပြုတယ်ဒါဝိရဲ့သားတွေအများကြီးပဲ တို့တော့ဘုရားရှင်ကတေးချနော် God appointment အဲဘုရားခင်ချိတ်ချက်ထားတာတေးချရွေးချက်ပြီးမှအဆုံးဖြတ်ပြီးမှလုပ်တာနော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တင်တဲ့ဒီ Zoom ကညီကောင်မောင်တို့မတွေကိုကျွန်တော်အားပေးခြင်းတယ်စိတ်နှလုံးခံယူချက်အရေးကြီးတယ်နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာလည်းဘုရားနဲ့ပတ်သက်လာရင်ခံယူချက်မှန်ပါခံယူချက်ကောင်းပါရှောလဘုံကခံယူချက်မှန်တယ်သူရဲ့ခံယူချက် ကောင်းတယ်ဒါကြောင့်ကျွန်တော်လည်းအတ္တတာမှာခံယူချက်မှန်ဖို့လိုတယ်ကောင်းဖို့လိုတယ်ပြီးမှကိုယ့်ရဲ့ခံယူချက်ကလေဖရာသခင်ကိုတန်ဖိုးထားတဲ့ခံယူချက်ဖြစ်ရမယ်ငါဖရာအလွန်ကြီးတယ်ငါဖရာကြီးမြတ်တယ်ငါဖရာအံ့ဩဖွယ်ဖြစ်တယ်ဒါကြောင့်ငါအလွန်ကြီးတဲ့အိမ်ကိုပဲငါစောင့်မယ်ဖရာဖို့ဖရာနဲ့ပတ်သက်ရင်တန်ဖိုးထားတယ်နော်အကောင်းဆုံးလုပ်ဖို့ပဲစဉ်းစားတယ်ဒီနေ့ကျွန်တော်လည်းဖရာနဲ့ပတ်သက်ရင်ဗာလဲအကောင်းဆုံးလုပ်ဖို့စဉ်းစားပါအကောင်းဆုံးပဲလှုပ်ဆောင်ပါနော် ဆိုတော့ကိုယ့်အတွက်အကောင်းဆုံးတွေပြန်ပြီးတော့ခံစားရမယ်ဆိုတာကိုမမေ့နဲ့ဟာလေလုယာရှောလမုန်ကအကောင်းဆုံးလုပ်ဖို့စဉ်းစားတယ်အကောင်းဆုံးလုပ်ဖို့ပဲကြံစည်တယ်အကောင်းဆုံးလုပ်ဖို့ပဲဆုံးဖြတ်တယ်အဲ့ဒီပုံမှာဖယားခင်ကလည်းသူ့အတွက်ပါလေအကောင်းဆုံးတွေပဲပြည့်စင်ပေးတယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီနေ့အခန်းကြီး1 1เนาะအခန်းကြီး1 1ကရှောလမုန်ရဲ့စိတ်နှလုံးခံယူချက်ကိုကြီးအံ့ဩဖွယ်ဖယားခင်မဆရတယ် ကျေးဇူးပြုတယ်။ဘာကြောင့်လဲ?သူကိုယ်တိုင်ကကိုယ့်အဖို့မဟုတ်ဘဲနဲ့ဘုရားသခင်အဖို့စင်စားတယ်။အိမ်တော်ဆောက်တဲ့အခါမှာရွေချက်ကောင်းတယ်။နတ်သားပေါင်းတွေမိရှုမယ်။ဒီအခန်းငါယူမယ်အဲ့လိုမဟုတ်ဘူးနော်။အိမ်တော်ဆောက်ပြီးမှဘုရားကျောင်းနဲ့ပတ်သက်တဲ့ကာကိုယ့်အိမ်မှာထိုးထားကိုယ်ပဲကြိုက်တာစီဒီလိုမဟုတ်ဘူးနော်။အိမ်တော်ဆောက်တဲ့အခါမှာဘယ်လောက်ကောင်းလဲ။နတ်သားပေါင်းမိရှုဖို့ကြီးစားပြီးတော့ဗာလဲရှေ့တော်မဟုတ်ကိုအစဉ်တင်ဖို့ ကျင်းတော့ညာဦးနဲ့နဲ့ဥပုံနေလာဇန်နေဓမ္မပွဲနေတွေမိရှုအရက်ကိုပူဇော်မယ်အဲ့အတွက်အိမ်တော်ကောကောဆောက်မယ်ငါဆောက်ပဲရကြီးရဘာလို့လဲငါဖရားအလိုကြီးတယ်ဒါကြောင့်ငါလည်းအလိုကြီးတဲ့အိမ်ဆောက်မယ်အအောပဲဖရားမယ်အကောင်းဆုံးကိုရွေးချယ်တယ်အကောင်းဆုံးပေးဆက်ဖို့စဉ်းစားတယ်ဒါကြောင့်ဖရားရှင်ကဒီလိုလူမျိုးကိုဘယ်တော့မှကြော်မသွားဘူးအကောင်းဆုံးပြန်မစားရဆိုတာ ဒီကနေ့ဝင်ငှပါတယ်လို့ဒါကြောင့်ကိုယ့်ရဲ့တက်တာကိုကိုစမ်းစစ်ပါဖခင်နဲ့ပတ်သက်ရင်အကောင်ဆုံးစဉ်းစားပါလှုပ်ဆောင်ဖို့เนาะဒီနေ့ခံယူချက်ကကောင်းပါစေเนาะကိုယ်စိတ်လုံးကောင်းကြပါဖခင်နဲ့ပတ်သက်ရင်အကောင်ဆုံးနေလှုပ်ပါအကောင်ဆုံးနေကြံစီပါငါနာမည်အဖို့မဟုတ်ဘူးဖခင်နာမအဖို့စဉ်းစားပါငါဖခင်ကြီးတယ်တိပါငါဖခင်ဘလို့ဖခင်လေသဘောပေါက်ပါအဲ့ဒီဖခင်အတွက်အကောင်ဆုံးနေစဉ်းစားရင်ဖခင်ခင်ကလည်းတင့်အတွက်အကောင်ဆုံးနေ ပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတာဝေငှတယ်အားလုံးကျေးဇူးတင်တယ်ဖျက်ရှိကောင်းကြီးပေးပါစေခရစုတော်ရအဖာကတော့ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ဟာနာမအဖို့မဟုတ်ပဲနာမည်အဖို့အသက်ရှင်ပြီးခဲ့တဲ့အမှားတွေအတွက်တောင်းပန်တယ်အဖာဒီနေ့ကနေစပြီးထောက်ရဖျားရဲ့နာမအဖို့အသက်ရှင်တတ်တော်သူများဖြစ်ပါမိကြောင်းဆုတောင်းပါတယ်ကိုတော့ဒီနေ့ရှောလမုန်အဖြစ်တော်တင်တယ်ရှောလမုန်ဘာကြောင့်ကောင်းစားတယ်ရှောလမုန်ဘာကြောင့်ကျေးဇူးတော်ခံစားတယ်ဘာကြောင့်ဖျားရှင်ကရှောလမုန်ကိုရွေးချယ်ရလဲ ဒါတွေအားလုံးကိုဒီနေ့နားလည်ခွင့်ပေးလို့ဂျေစုတင်တယ်။ရှောလမုန်ကိုယ်တိုင်ကဖခင်နဲ့ပတ်သက်အကောင်းဆုံးလုပ်ဖို့စဉ်းစားတယ်၊ဆုံးဖြတ်တယ်။ဖခင်နဲ့ပတ်သက်အကောင်းဆုံးပြည့်စက်တယ်။ဒီနေ့ကျွန်တော်ရဲ့အသက်တာအမှားတွေကိုမြင်စေသောကြောင့်ဂျေစုတင်တယ်။ကျွန်တော်တို့လည်းဖခင်နဲ့ပတ်သက်အကောင်းဆုံးရွေးချယ်တဲ့သူတို့များဖြစ်စေပါ။အကောင်းဆုံးဆုံးဖြတ်ချက်ချတဲ့သူတို့များဖြစ်စေပါ။လက်တော်ရဲ့အနန္တရဲ့အဖာတခရယေရှုနာမ၌ယုံကြည်စွာဆုတောင်းပြီးဆက်ကပ်ပါれဖခင်။အာမင်။ အာမင်တက်ကျူဖခင်နဲ့ပတ်သက်ရင်ဗာလဲစိတ်နှလုံးခံယူချက်မှန်တော်သူဖြစ်ပါစေအာမင် God bless you